အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့မနက်ခင်းကနေပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဒါအမြဲတမ်းဒါစုမုံကောင်းတောင်းပေးနေတဲ့ဒါကျွန်တော်တို့ရွှေဘဒါကျွန်တော်တို့ Manchester ညီနောင်တွေကတယောက်ကတော့လက်ရှိမှာဒါကျွန်တော်နှစ်ပွဲဆက်နိုင်သွားခဲ့ဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့မြန်မာနိုင်ငံတဲ့စုတောင်းပေးတဲ့ဒါအသင်းတွေမှာတော့ဒါကျွန်တော်ဒီလောက်ကတော့ United တဲ့သင်းကလွှင့်ရင်ကျန်တဲ့အသင်းတွေတော့ရှောက်နိုင်တယ်လို့ပြောလို့ရတယ်တော့မှာပါတယ်ဒီနေ့ညမှာလည်း Liverpool အသင်းလည်းနိုင်ယူခဲ့တယ်အဲ့တော့ ဒါလီဗာပူးပွဲစဉ်ကတော့ဒါကျွန်တော်ပြီးမှပြောတော့မယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာစီးတီးပွဲစဉ်ကြောင့်ပြောမန်ချက်စတာစီးတီးပွဲစဉ်ကြောင့်မပြောခင်မှာလက်ရှိမှာဒါကျွန်တော်တို့မင်းညကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်လေးတွေနည်းနည်းလေးပြောအောင်မင်းညကဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်တို့တက်သည့်ပညာရှင်တွေပြောပုံရဆိုရင်တော့ဒါကျွန်တော်တို့အဲ မြန်မာနိုင်ငံရဲ့ဒါကျွန်တော်တို့ပင်လယ်ထဲမှာဒါကျွန်တော်တို့ဖျာပုံနာဒါကျွန်တော်တို့ရီထဲမှာဒါကျွန်တော်တို့5.1ငလျင်ရှိတယ်ဒါကျွန်တော်တို့ငလျင်လုတ်ခဲ့တယ်ပေါ့နော်အဲ့တော့လူတော်များဒီနေ့မှာဆူနာမီဆိုပြီးအကုန်လုံးကစိတ်ပူကြတယ်ဆူနာမီကကျွန်တော်လက်ရှိမှာနောက်ဆုံးဖတ်ရတဲ့သတင်းတွေအရဆိုရင်တော့ဒါကျွန်တော်တို့ ဆိုဖတ်ရတဲ့သတင်းတွေအရဆိုတော့ဒါခုနှစ်တသမာနဲ့အထက်မှာပဲဒါကျွန်တော်တို့အာဖြစ်သွားမယ်ဆိုတဲ့သတင်းတွေထွက်ပါတယ်အဲ့တော့ပြောချင်တာလက်ရှိမှာ5.1လောက်နဲ့ဆူနာမီမဖြစ်ဘူးအဲ့တော့ပြောချင်တာလက်ရှိမှာဆူနာမီဆိုတဲ့သတင်းတွေကသတင်းမှားတာဖြစ်ပါတယ်ဒါပြင်ကျွန်တော်ခုနကအရင်တော့ကဒီနေရာမှာလှုပ်ဖူးတယ်ဆိုတဲ့တကြောင်မို့လားဒီနေရာမှာကျွန်တော်ဒါစကိုင်းတိုင်းနေရာမလှုပ်ခင်ဒီနေရာမှာ၈ရက်လောက်ဟို၈နှစ်လောက်အလူမှာလှုပ်သွားတယ်လို့သတင်းတွေထွက်ခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာကခုနကပြောလို့ပဲကျွန်တော်ဖတ်ဖူးတဲ့သတင်းတွေကျွန်တော်ဖတ်ဖူးတဲ့ research တွေထဲမှာဒါကျွန်တော် ခဏခဏဒါကျွန်တော်တို့ရေထဲမှာငလင်လုံနေတာဖြစ်ပါတယ်ငလင်ကတော့ရေထဲမှာခဏဒါပေမဲ့လူတော်များမသိဘာကြောင့်လဲဆိုအရင်တုန်းကဒီလိုမျိုး app တွေကိုကျွန်တော် download မဆွဲတော့လို့ဆွဲဖို့လည်းမလူခဲ့ဘူးလို့ထင်ခဲ့တယ်အဲ့တော့ပြောချင်တာပြောချင်လာကျွန်တော်တို့ဒီ app တွေကိုလည်းဘယ်သူမှသိမှမူခဲ့တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ငလင်ရှိလို့ရှိမှလည်းမသိခဲ့ဘူးเนาะအဲ့ပြောချင်တာရှာဖွေရင်တော့တွေ့ရှိမှာပဲအခုလက်ရှိမှာဒါလူတော်များကဒါငလင် app ကို ဂလူတိုင်းကဒါဖုန်းထဲမှာထည့်ထားတော့ကြမလို့ဒါငလျင်လှုပ်ပြီဆိုရင်ဒါကျွန်တော်တို့လက်ရှိ app ရေပိုပိုဆိုးတာကလက်ရှိမှာဒါကျွန်တော်မနီကညကဒါကျွန်တော်တို့မချမ်းမြေခိုင်တင်ထားတယ်ဒါကျွန်တော်တို့ phantom quake ပေါ့နော် phantom quake ဆိုတော့လူကဒါကျွန်တော်တို့ငလျင်တန်ကိုခန်းစားပြီးပြီဖြစ်ရင်ဒါကျွန်တော်တို့အလူကိုယ်တိုင်ကလည်းဒါကျွန်တော်တို့လိုက်ပြီးတော့ခန်းစားပြီးရတယ်မှာပါပါတယ်ခုနကပြောသမဲဒါမလှုပ်လဲလှုပ်တယ်ဆိုတဲ့ခန်းစားကျန်တဲ့လူမျိုးပြောလဲကျွန်တော်ခန်းစားကျွန်တော်တခါခါကြပေါ့ဆိုလက်ရှိဒါကျွန်တော်နေရနေရဆိုတော့ဒါကျွန်တော်တို့ ကျွန်တော်ဒီရက်နေရဆိုအခုလက်ရှိမှာဆိုပေါ့နော်ဒါကျွန်တော်ငလင်းနဲ့အဲ့လောက်ဒီဘာမှ ကိုစေးအရန်ဖြစ်သွားနေရရောက်သွားတယ်ဒါပေမဲ့ခုနကပြောလို့ဘယ်တာပြန်ကြည့်တဲ့အချိန်မှာဒါလူကဒါကျွန်တော်ကျွန်တော်ဘာလို့ကကျွန်တော်အိယာဘီနာမရေဘူးထားရတယ်ရေဘူးမှာဒါကျွန်တော်တို့အဲရေဖြည့်ပြီးထားရပါတော့လှုပ်လားမလှုပ်လားကြည့်ရင်သိတာပဲဘောနော်အဲ့တော့ကျွန်တော်ဒါအမြဲတမ်းကြည့်တယ်ဘောနော်မြန်မာပြည်မှာတော့အဲ့လိုမျိုးသိပြီးလှုပ်လို့မရဘူးဘာကြောင့်လဲဆိုတော့လက်ရှိမှာကျွန်တော်ဘာလို့အဲ့ဒါအသက်ပြောရတယ်ဘောကျွန်တော်မြန်မာပြည်မှာကျွန်တော်အရင်တော့နေခဲ့ကျွန်တော်ပူထောင်ဘက်မှာနေခဲ့တဲ့အတွက်ကြောင့်ကျွန်တော်သိတယ်ဘောတော့ပူထောင်ဘက်မှာဆိုခင်ဗျားတို့သိမလားမသိကျွန်တော်ဒါကန်နာဘက်မှာနေကန်နာလန်ဘက်မှာနေခဲ့တဲ့အတွက်ကြောင့်ဒါကျွန်တော်ကားကြီးတွေဖြတ်သွားရင်အိယာအော်တိုလှုပ်တယ်အဲ့တော့ငလင်းလားဒါကျွန်တော်တို့က ားကြီးဖြတ်သွားလားငငယ်တိကြဲကမသိဘူးဒါပေမဲ့ငလေးအရင်တော့ငလေးကျွန်တော်တို့ငငယ်တော့ဒါကျွန်တော်တို့မမဲရဘူထောင်ဘက်မှနေတဲ့အချိန်မှာဒါကျွန်တော်တို့ငလေးချိန်လားမသိဘူးကြီးကြီးလေးလှုပ်ဘူးတာကြောင့်အကုန်အိမ်ပေါ်အောက်အဆင်ပြေတလောက်တော့မစိုးဘူးဒါပေမဲ့လှုပ်ဘူးတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောဒီလိုမျိုးတော့ဒါမကြမ်းခဲ့ဘူးဒါပေမဲ့ဒါမှခုနကဘလို့ငလေးတဲတဲလေးတွေခဏခဏလှုပ်တယ်မလှုပ်ဘူးဆိုတော့ကျွန်တော်မသိပါဘူးဆိုတော့ခုနကကားဖြတ်သွားအဲ့တော့ညီမညီမကခုနကကျွန်တော်ပြောတယ်ဒါရေဘူးတဲ့မှာရေထည့်ထားတယ်ဆိုတော့လှုပ်လို့မရတော့ဘူးလို့မြင်တယ်ပေါ့ဆိုတော့အတက်မှာဟိုအနကိုတဲ့အိမ်တွေကလည်းဒါအဲ့လောက်ကြီး very good ကြီးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ပြောချင်တာအဲ့လိုပေါ့အဲ့တော့လက်ရှိမှာကျွန်တော်ညားလဲအဲ့လိုအေးရကျွန်တော်ဒါကျွန်တော်တို့ဒီမှာ ကျွန်တော်အခုမနက်ကတောက်လိုက်လို့အမဒီဒီရေဘူးပေါ့နော်ဒီရေဘူးကိုကျွန်တော်ဒါရေလောက်လောက်ပြီးဖြည့်ပြီးတော့ကျွန်တော်ဒါပြီးမှအိတ်တယ်စိတ်ထဲမှာနည်းနည်းလေးလှုပ်လာပြီးလို့စိတ်ထဲမှာလန့်ကြည့်ရင်ရေဘူးမလှုပ်ဘူးဆိုရင်โอเคဒါမလှုပ်ဘူးငါစိတ်ထင်တာဆိုပြီးသွားတာများတယ်ပေါ့နော်အဲ့တော့တချို့မှာဒါပိုဆိုးသွားတာမနေ့ကဒါရန်ကုန်ဘက်မှာနည်းနည်းလေးမတိမတာလှုပ်သွားရဆိုပြီးဒါကျွန်တော်တို့ပြောပြပြောသွားခဲ့ရတယ်မဲ့အကြီးကျယ်တော့မဟုတ်ဘူးဒါပေမဲ့ရန်ကုန်မှာလည်းအရင်တော့ငကရရတာတော့နည်းနည်းလေးမတိမတာလှုပ်တာတွေအများကြီးရတယ်ဒါပေမဲ့ပြဿနာကလူတွေကဒါကြီးကိုစိတ်ထဲဆွဲရသွားတော့ပူပူပြီးတော့ခံစားမိဒါလည်း day to day မှာဆိုတာကျွန်တော်တို့ဒါကြီးဥမာကျွန်တော်တို့အသက်ရှူတယ်လို့ပေါ့နော်ဒါကျွန်တော်အသက်ရှူနေတာကျွန်တော် ံးသိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါသတိမထားဒါပေမဲ့ခင်ဗျားအခုလက်ရှိမှာခင်ဗျားကျွန်တော်အသက်ရှူနေတယ်ခင်ဗျားပြောလိုက်ပြီဆိုတော့အသက်ရှူတာသတိထားမိသွားတယ်အဲ့ဒါကျွန်တော်အသက်ရှူတာဟွန်းဒါအသက်ရှူတာငါ20စက္ကန့်တစ်ခါအသက်ရှူနေရလားတစ်စက္ကန့်တစ်ခါအသက်ရှူနေဒီလိုပဲပေါ့နော်ခုနကဘယ်လိုပဲကျွန်တော်တို့ခါတိုင်းဒါဒေးတူဒေးကိုတွားလိုက်လာလိုက်ကျွန်တော်အိမ်မှာလှုပ်ရှားလိုက်ဆိုတော့တာမန်ငလင်လောက်ဆိုကျွန်တော်လှုပ်ရှားရနေဒါကျွန်တော်တို့ပါသွားတယ်မသိတာဘူးပေါ့နော်ဒါပေမဲ့ ခုနပြောသူပဲဓာကြီးကိုသတိထားမိဆိုသတိပူဆိုပိုဆိုးသွားတာလက်ရှိမန်လေးတို့ဘောက်ဘက်မှာမန်လေးတို့ဘောက်ဘက်မှာဆိုအရင်လက်ရှိကဒါကြောင့်ငလျင်ကအရင်ကတခါချမ်းသွားခဲ့တဲ့ကြောင့်မို့လားအိမ်ရဲ့ infrastructure တွေကတော်တော်လေးအားနေသွားတယ်။အိမ်ရဲ့ infrastructure တွေတော်တော်လေးအားနေသွားပြီးတော့အဲ့မှာကျွန်တော်ငလျင်လှုပ်တဲ့တန်ကဒါကျွန်တော်တို့တိတိလေးလှုပ်ရင်ပူတည်သွားခုနပြောသူပဲဒါကျွန်တော်တို့ မနေ့ကကျွန်တော်ပြောညကပြောလို့ဆိုပေကြောက်ဆောင်ရဲ့သဘောတရားအတိုင်းပဲကြောက်ဆောင်ကတော့ကျွန်တော်တို့ရေလိုက်အရင်တော့အကြီးကြီးတိုက်ထားတဲ့ကြောင့်မလားတိ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 ုက်ရင်ခုနောက်ပိုင်းမှာဘူးတိတာလာတယ်အဲ့လိုပုံစံမျိုးပဲဒါကျွန်တော်တို့ငလင်ကတော့အရင်တော့ကလည်းကတော့အရင်ကလေးခဏခဏရှိတယ်ဆိုပြီးဒါကျွန်တော်တို့ပညာရှင်တွေကပြောတယ်ဒါပေမဲ့ခုနကလူတွေကအခုချိန်မှာပို့ပြီးခန့်စားမိဘာလို့ပို့ပြီးတတိထားလို့ဒါကြောင့်မဖြစ်တယ်အဲ့တော့ အဲ့ဒါလေးပြောပြီးတော့ဒါကျွန်တော်တို့ Manchester City ရဲ့ပွဲလေးကြောင်းပြောလိုက်အောင်ပေါ့နော်အဲ့တော့ Manchester City အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Leicester City ကိုကိုးပြတ်နိုင်ရခဲ့တယ်ဖြစ်တယ် Manchester City အသင်းနဲ့ဒီနေ့ပွဲစဉ်မှာ2-0ဆိုတဲ့ရသတဲ့ဒါကျွန်တော်တို့ Leicester City ကိုနိုင်ခဲ့တယ်ကျွန်တော်မြန်မာနိုင်ငံတဲ့ suit down ပြီးတဲ့ရွှေဘနဲ့ဒီနေ့ပွဲစဉ်မှာကိုးပြတ်နိုင်ပွဲကလုံးဝ100%တိုက်တန်ခဲ့တယ်လို့ပဲဆိုရမယ်တဲ့မှာပါတယ် City အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဂိုးပေါက်တာတည်ကြခဲ့မယ်ဆိုရင်တော့အနည်းဆုံးဒါဇင်ဝက်လောက်ထိတွင်းလို့ရမယ်တဲ့မှာပါပါတယ်ဒါဒီနေ့ပွဲစဉ်မှာဒါ City အသင်းနဲ့ဒါကျွန်တော်တို့အမှန်တမ်းပြောမယ် Leicester City အမှန်တိုင်းခင်ဗျားတို့ဒါပုံမှန်လင်းပြောတာပေါ့နော် Leicester City ဘက်ကတော့ကျွန်တော်နည်းနည်းလေးပို့ပြီးတော့ဒီရက်အများကြီးမျောလင်းနေအခုလက်ရှိမှာဒါ Leicester City ကဒါသူ time ဘက်ကိုတော့သူ shutdown ပြီးရလို့ကြားတယ်ဒါပေမဲ့မြန်မာဘက်ကတကယ်လည်းဖြစ်သွားတာပေါ့နော်မမက်ရတာကျွန်တော်တို့ Leicester City ဖလားရတာမြန်မာပြည်ကလူတွေတအားပြောကြဘောက်တော့တို့ဒါအရှိတောင်အာရှကအသင်းအသင်း Leicester City ကိုကျွန်တော်ဒီရက်အများကြီးအများကြီးမျောလင်းနေဒါအမှန်တိုင်းပြောခင်ဗျဘောက်တော့ underdog ဖြစ်တဲ့အချိန်မှာကျွန်တော်ကအစကျွန်တော်ဒါ Spurs အသင်းကိုဟာတက်မှာ Spurs အသင်းရိုက်တော့ရစေချင်တဲ့ဆိုပေမဲ့ဒါ Leicester City ရတော့စိတ်မဆိုးခဲ့တဲ့အသင်းတွေနဲ့မှာပါတယ်ဗျာအဲ့တော့ ဒါပေမဲ့လက်စစီစီကကျွန်တော်အများကြီးအများကြီးအများကြီးမျောလင့်နေတယ်မှာတော့ပါဒါပေမဲ့ဒါတစ်ခါကျရင်ခုနကပြောလို့မျောလင့်တာပါပဲဟိုတို့တက်ကလာလှုပ်ပြရမယ်ဆိုတဲ့သဘောတရားမှမဟုတ်တာပေါ့နော်အဲ့တော့စီတီသိနေဒီနေ့ပုံစံမှာဒါကျွန်တော်တို့လူစားပြောင်းလဲမှုတော်တော်များလုပ်လာခဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်ပက်ဘွာလာနေဒါကျွန်တော်လူငယ်တွေကိုနေရာပေးလာရဲဆိုတာလည်းတွေ့ရမယ်တော့ပါအိုရိုင်လီကိုလည်းဒီနေ့ပုံစံမှာဒါကျွန်တော်ဖူးဘက်ကြီးတုံးလာခဲ့တာတွေ့ရမယ်အဲ့ တို့လက်ရှိမှာကျွန်တော်မြင်နေတာဗောနော်ပက်ဂေါ်တာတရားဒါကျွန်တော်သူ့အနေနဲ့ဖူဘက်အတစ်ကိုမဝဲခြင်းလို့လားမသိဘူးဒါဆွတ်ဆက်ပြီးဒီဖူဘက်မှာဖူဘက်မှာတရားဟိုနေရာလူလူတစ်တွေအများကြီးတုံးတုံးလာတာကိုတွေ့ရမယ်တဲ့မပါဘူးအဲ့တော့ဒီနေ့ပုံမှန်ဖူဘက်ဆိုလဲဖူဘက်စတီးယားမှာပေါ့မဲ့သူရဲ့နူးနက်စီဒါကျွန်တော်အိုရိုင်လီရဲ့နှစ်ယောက်ဖူဘက်ပုံစံမျိုးတုံးလာခဲ့တယ်စတာဘက်နေရာမှာဒီနေ့ပုံမှန်ဒါခက်စနော့ကိုအနာပေးပြီးတော့ဂဗာရီယိုနဲ့ DS ကိုပွဲတုံးလာခဲ့တယ်ဒီပုံမှန်ဒါကျွန်တော်ကွင်းလယ်ပိုင်းမှာဒါကျွန်တော်တို့ကျွန်တော်ဖူဒန်ကိုပွဲထုတ်မယ်လို့ထင်ခဲ့ဖူဂန်ကိုမထုတ်ခင်မနေတာချက်ဂရီလစ်ကို AM ထားပြီးတော့ဒါ တောင်မဲနှစ်ခုမှာဒါကျွန်တော်ဒူကုနဲ့ CV ကိုပါလာခဲ့တယ်။ Omar Mamushka striker ပုံစံမျိုးပါလာခဲ့တယ်။အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော် Omar Mamushka twin goal တွေအဲ့တော့ဒါပေမဲ့ဒီနေ့ပုံစံမှာဒါ Omar Mamushka twin goal ကကောင်းတယ်ဆိုတာထက်ဒါ Leicester City ဒါညံ့တာပဲ။ Leicester City တင်းနဲ့ဒီခြေထောက်တီကြပါရဲ့100%တရားရခိုင်တော့လုံးဝ dance ရမှာပါ။ဘာလို့တော့ Mr. Redmack ကအခုရင်မတကြမင်းစင်ကယ်လေးမရတဲ့အချိန်ဒီတစ်ခုရောက်သွားခဲ့တယ်ပေါ့နော်။ City ကတော့ရှင်းနေပါဒီနေ့ပုံစံမှာဒါကျွန်တော်လူစုံထုတ်မကန်သွားဘူး။ Chai ထမှာသူနဲ့ပွဲကန်အားမှာဖြစ်သေးတဲ့အတွက်ကြောင့်သူနဲ့ဒါကျွန်တော်လူချန်ပြီးကန်သွားတာကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်။အဲ့တော့ Leicester City ဘက်က ပြန်ကြည့်အောင်လက်ဆစီတင်းတဲ့လက်ရှိမှာဒါကျွန်တော်တို့ cancel ဘိုင်းမှာဒါတော်တော်လေးကိုယူရွေးနေပြီတော်တော်လေးကိုပြောရမယ်ဆိုမြန်မာပြောရမယ်ဆိုစုပ်ပြတ်နေပြီလို့ပြောလို့ရတယ် ကွင်းလန်ပိုင်းကဒါမဆူ NDD တို့ဆူမာရီတို့အူဆူတာတင်းတင်းလုံးမှာကောင်းတာဆိုအခင်းနီယနာစီတို့အူဆူလောက်ကလွင်ဘာမှမပြီးပြီးတော့နီးပြရတယ်လက်ရှိမှာဒေါ်လီကိုခေါင်းမာတယ်လို့မြင်တယ်ဒါလက်ရှိဗန်နက်ရောက်ဗန်နစ်တရိုင်းနေနဲ့အခုလက်ရှိအခြေအနေအရပေါ့နော်ဒါကျွန်တော်အမြင်ရတာဘွန်နိုဝက်တောက်တောင်တောင်မသုံးတာဒေါ်လီကိုဆူတယ်လို့မြင်တယ်လက်ရှိမှာဒါကျွန်တော်စတီဗ်ကူပါခစ်ကဒါကျွန်တော်တို့သူတို့အနေနဲ့ Brighton အငှားခေါ်ထားတဲ့ဘွန်နိုဝက်တောက်တက်ကဒေါ်လီကိုခြေစွမ်းပြတယ်ဒါပေမဲ့ဒီနီးပြလက်ထက်မှာဘွန်နိုဝက်တောက်လုံးဝ first sign ရဲ့ပါနေရာမပေးဘူးဒီဘွဲတော့မှာဒါမိနစ်60လောက်မှာဒါနေရာထပြီးတယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒါနီးပြလေဒါတစ်ခါကျရင်လိုအပ်ချက်တွေရှိ င်ပဲဒါပေမဲ့ Leicester City ကိုဒီနေ့ပေါ်တမှာ City အသင်းကဒါတော်တော်လေးကိုဒါတစ်ဖက်သက်ဆက်ပါတယ်ဒါကျွန်တော်တိတိလောက်ကျတော့ဒါတပွဲလုံးနေထားရကြည့်နေတဲ့လောက်ဆိုရင်တော့ဒါကျွန်တော်တို့လုံးဝကိုဘာမှကိုလုံးလုံးမရတဲ့အနေထားတစ်ခုသွားခဲ့တယ်ဗောနော်အဲ့တော့ဒီနေ့ပေါ်တမှာဒါကျွန်တော်တို့ Pep Guardiola ကိုရ Manage မလုပ်ဘဲနဲ့ဒါကျွန်တော်သူ့ရဲ့လက်ထောက်တီးပြဖြစ်တဲ့ဒါ Lai Lu ကဒါ Manage လုပ်သွားခဲ့တယ်နိုင်သွားခဲ့တယ်100%မှာပဲဒါသိပြီဘာမှပြောစရာမရှိအဲ့တော့ဒီနေ့ဒီတစ်ပတ်မှာဒါကျွန်တော်နိုင်တင့်တယ်လို့ထင်ထားတဲ့ပွဲစဉ်တွေအကုန်လုံးနေနေနိုင်ခဲ့တယ်လို့ပဲပြောရမယ့်တဲ့မှာပါပါအဲ့တော့ ဘာမှတော့တိတ်ပြီးတော့ကျွန်တော်တို့အထုတလေပြောစရာတော့မရှိဘူးအဓိကတော့ဒီနေရာမှာကျွန်တော်တို့ဒါဆွေးနွေးရမယ်ဆိုရင်တော့ဒါ Manchester City အသင်းကထားလိုက်တဲ့နာမည်နိုင်သွားခဲ့တယ်။တကယ်လို့100%နိုင်တဲ့လို့နိုင်သွားခဲ့တယ်ပွဲချင်းတပွဲလို့ကျွန်တော်နေမြင်တယ်။ပြီးတော့ခုနကပြောသဘဲကစားသမားကောင်းတွေတော်တော်များလဲဒီနေ့ပွဲစမှာဒါကျွန်တော်အနာပီးသွားနိုင်ခဲ့ပြီးတော့လာမယ့်ဒါကျွန်တော်ရက်သက်တပဲဒါကျွန်တော်တို့လာမယ့် United နဲ့ပွဲမနိုင်ပြောမအဲ့ဒီပွဲဆိုအခုချင်းဒါကျွန်တော်အကြီးကျယ်နော်အုံနိုင်အုံနိုင်အကောင်လုံးဟာဝူဟာအေးဟာတွေလုံနေရမှာနော်။ဘယ်သူမှလောက်တာလဲမတွေ့ဘူးနော်။ကိုဒီ မြန်မာလည်းတကယ်စီးလုံးနေပြကျွန်တော်ဒါမှလည်းပဲ United နဲ့ City ဘူးကကျွန်တော်မိတောင်မိနေတာဗျာတကယ်တလားတကယ်ကျွန်တော်တကယ်ကဲကဲကဲချစ်ဖို့ကောင်းတယ်ဆိုတာလေအဲ့တော့လောက်ပါပဲအဲ့တော့ဘယ်လိုပဲပြောကြကျွန်တော်တို့ City သင်းတက်ကူကူလေးရှိမှာနောက်ဆုံးပြိုင်ပွဲဆို၅ပါမှာဒါကျွန်တော်ရှုံးပွဲတဖြည်းဖြည်းနေလာခဲ့ပြီတကယ်အောင်မြင်မှုတွေရောက်လာခဲ့ပြီအဲ့တော့ရွှေဘကတော့ရွှေဘမြန်မာနိုင်ငံအတွက်အမြဲတမ်းဆူတောင်းပြီးနေရွှေဘတို့လည်းအများကြီးအများကြီးကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်လောက်ပါပဲ ားလုံးမကြိုတူပါနဲ့ကောင်းမွန်တော်နေတယ်အဲ့တော့ကျွန်တော်လက်ရှိမှာတကယ်စိတ်ကူညီရေးတွေကိုလှူဆောင်ပေးနေညီကိုတွေအားလုံးကိုလည်းအများကြီးအများကြီးအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒါလီလိုက်ပေါ်ကတော့ကျွန်တော်တို့ mentally ရကူညီနေတဲ့ညီကိုမောင်မတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်အများကြီးကျေးဇူးတင်ပါတယ်တယောက်ချီတိုင်ကိုအများကြီးအများကြီးကျေးဇူးတင်ပါတယ်ကျော်တော်ကောင်းပြပေါ့ဗျကောင်းတော်မနဲ့ခင်းလေးဖြစ်ပါဆုမကောင်းတောင်းပေးနေပဲကျွန်တော်တို့ဒီအဲနောက်မှတွေ့ကြတာပေါ့ဒီပါပါ